crypto trading strategy မှာဒီဟာမှာပါရင်သူများနာရောက်သွားလိမ့်မယ်ဒူလိုက်ကိုရဲ့ trading strategy ကိုအကောင်းဆုံးဖြစ်ရမှာပါ အကောင်းဆုံးအဆင့်ကိုရောက်ဖို့အတွက်ခြေတလန်းတာစီမှာကတော့ volume indicator ကိုထည့်ထားလာပါပဲ တခုခုဝေမလားရောင်းမလားဆိုတာဆုံးဖြတ်ဖို့ volume ချတဲ့ရင်ပုံမတိကြရရလက်ကိုရနိုင်မှာပါဒူတူတုံမြောက်က price ကိုပဲကြည့်ကြပြီးမဲ့ volume ကိုလည်းနားလည်ထားရင်ကိုက trading strategy ပုံမကောင်းလာနိုင်ပါတယ်ဒီနေ့မှာတော့ volume ကဘာကြောင့် trading မှာအရေးကြီးလဲဘလို့အသုံးပြုကြမလဲဆိုတာတွေကိုလွယ်လွယ်နားလည်အောင်ပြောပြပေးပါမယ် volume ဆိုတာဘာလဲ volume ဆိုတာကအယောင်းဝယ်ဖြစ်ပွားမှု buy sell တွေရဲ့အတိုင်းအတာချက်ပါပဲ ဆိုလိုတာကအချင်းတစ်ခုမှာလူတွေဘလောက်ရှောင်းနေကြလဲဝင်နေကြလဲကြည့်နိုင်တာကတော့ volume ပါပဲ 3D မှာ volume မြင့်နေရင်အရောင်းဝယ်များနေတာဖြစ်ပြီးတော့ volume နည်းနေရင်တော့အရောင်းဝယ်နည်းနေတာဖြစ်ပါတယ် volume ဘာကြောင့်အရေးကြီးတာလဲ volume ကိုတိတိကျကျနားလည်ပြီးတော့သုံးနိုင်မယ်ဆိုရင် price breakout တွေကတကယ်ရောတက်မဲ့ breakout လားဒါမှမဟုတ်ပေနာမှာ breakout ဖြစ်မှလဲခံမနိုင်မှမလို့ဖြစ်ပါတယ်တခုချင်းဒေချာရှင်းပြရခင်နံပါတ်1 volume ကိုကြည့်ရင် market trend ကိုနားလည်နိုင်တယ် uptrend အမြင့်တက်နေတဲ့ market မှာ volume ကြီးနေတဲ့ဆိုလို့ရှိရင် uptrend ကအားကောင်းတယ်ဆိုတော့ကိုပြလေးရှိတယ်ဆိုလိုတာကတော့ဈေးကထက်ထက်အောင်မှာပေါ့ downtrend downtrend ဆိုတာကအကျများနေတဲ့ market ကိုဆိုလိုတာပါဒီလိုမျိုးအကျများနေတဲ့ market မှာ volume ကြီးနေတယ်ဆိုလို့ရှိရင် downtrend ကဆက်လျှော့မယ်ဆိုတော့ကိုဖော်ပြတတ်ပါတယ်ဈေးကျနေတော့ကထက်ကြအောင်မယ်ဆိုတဲ့အခြေအနေပေါ့ volume နေနေပြီးတော့ trend တစ်ခုကိုဖောက်ပြီးဈေးထွက်လာရင် fake breakout ဖြစ်နိုင်တယ် ဥပမာ Bitcoin ကဒေါ်လာ9000ကနေဒေါ်လာ9500အထိတက်လာတယ်။ Volume အတက်နဲ့အတူမြင်လာလို့ရှိရင်တော့တကယ်တက်နေတာဖြစ်ပြီးတော့ Volume နည်းနေရင်တော့ Fake Breakout ဖြစ်နိုင်တယ်။ဈေးတွေထိုးတက်လာပြီးမဲ့ပြန်ကျနိုင်စီအရန်များတဲ့သဘောပါ။နောက်တစ်ခုကတော့ Volume Divergence Price and Volume မတူညီမှုကိုသတိထားလို့ရနိုင်တယ်။ volume divergence ဆိုတာကဈေးတက်နေပေမဲ့ volume ညှောနေတာသို့မဟုတ်ဈေးချနေပေမဲ့ volume မတိုးဘူးဆိုတဲ့အခြေအနေကိုပြောတာပါ ဈေးတက်နေပေမဲ့ဖလုံးမတိုးဘူးဆိုရင် bull trap ဖြစ်နိုင်ပါတယ်။ကြည့်ကြောက်မဲ့တဘော price ကျနေပေမဲ့ဖလုံးမတိုးဘူးဆိုလို့ရှိရင်တော့ bear trap ဖြစ်နိုင်ပါတယ်။ပြန်တက်မဲ့တဘောဥပမာ bitcoin ကဒေါ်လာ9000ကနေဒေါ်လာ9000ခွဲဒေါ်လာ6000အထိတက်နေတယ်။အဲ့ဒီချိန် volume ကိုကြည့်မဲ့ဆိုလို့ရှိရင် volume ကတဖြည်းဖြည်းညော့လာနေရင်တကယ်တက်တာမဟုတ်နိုင်ဘူး။ပြန်ကြမှာဖလုံးကဈေးနဲ့အတူတကွာမြင့်နေတယ်ဆိုလို့ရှိရင်တော့ up trend ကပိုပြီးတော့တည်ငြိမ်နိုင်ပါတယ်။ဒါပေမဲ့ volume ကြီးကြည့်ပြီးတော့ trade ပြန်လဲရှုံးမှာပါပဲ။ volume indicator ကကို strategy ကိုအထောက်အပံ့ပေးတဲ့ confirmation တစ်ခုပါပဲ volume ကြည့်ပြီးရ trading ဘယ်လိုလုပ်မလဲ volume နဲ့မြင်နေဈေးလဲဖောက်ထွက်သွားရဆိုလို့ရှိရင် bullish confirmation ဖြစ်လို့ဈေးဆက်တက်နိုင်ပါတယ် volume မြင်ပြီးရဈေးဖောက်ကြရဆိုလို့ရှိရင်တော့ bearish confirmation ဖြစ်လို့ဈေးဆက်ကြအောင်ပါတော့ volume နဲ့ပြီးရ price day doji ဖြစ်တဲ့ဆိုရင်တော့ fake move ခင်နိုင်တယ် တက်သွားပေမဲ့ပြန်ကြမှာဖြစ်နိုင်တယ်လို့ကြားနေပေမဲ့ပြတ်တက်နိုင်ပါတယ်။ဒါကြောင့် trading လုပ်မယ်ဆိုရင် volume ကိုပဲတဖြည်းဖြည်းလေ့လာပြီးတော့နားလေထားရင်တခြားသူတွေထက်ခြေတန်းတာမတော့အမှန်ပါပဲ။ crypto မိဘကပဲ crypto rate ထဲပါဆိုပြီးရောရှင်းနေပြနေဖို့ financial advice လုံးဝမပေးပါဘူး။ all on cryptocurrency ကြားနိုင်တဲ့ပို့တော့ knowledge sharing ကိုပြနေတာဖြစ်ပါတယ်။ ခရစ်တိုမိတ်ဘက်ကနေပြီးတော့နေ့စဉ်ခရစ်တိုနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာကိုဖူးတူတာရအောင်ဒီမိနေတာဖြစ်တဲ့တဲ့ချောင်းမို့လို့စိတ်ဝင်စားရဲဆိုရင်တော့ channel တွေကို like and subscribe လုပ်ထားပေးကြပါအောင်နော်မသိတာရှိလို့မေ့ချင်တဲ့ဆိုရင်လည်း crypto market telegram group ကို join ပြီးတော့မေးလို့ရပါတယ် group ကလင့်ကိုဒီပိုစီအမှန်ချပေးထားပါမယ် crypto trading လုပ်ဖို့အတွက်အချိန်ကတခုမှရှိသေးဘူးဆိုရင်တော့အခုပြထားတဲ့ crypto maker referral ကောင်းတဲ့အကောင့်တစ်ခုဖွင့်ထားလို့ရပါတယ်ဒီကောင်းနဲ့ဖွင့်ထားတဲ့ account ဆိုလို့ရှိရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ရဲ့20%ကို lifetime အနေနဲ့ discount ရမှာဖြစ်ပြီးတော့ crypto maker လုပ်တဲ့ company နေကူဝတ်တီကိုလည်းရလည်နာဖြစ်တဲ့အတွက်ကြောင့်မို့လို့ယေရှုမှာအများကြီးကျွရှိမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ခရစ်တိုမေပါနောက်ဗီဒီယိုမှာပြန်လေးရတာပေါ့။